များသောအားဖြင့်လိန်တန်းထောင်မှလာတဲ့အခါတကူကြီးအာသာချီလိုက်ရင်စိတ်ပေါ်ပါပြီပြန်ပြော့ကျသွားတတ်ပါလေဒါပေမဲ့ဒီလိုမျိုးအာသာချီလို့မရတဲ့အခြေအနေမျိုးဥပမာလူငန်းခွင်ထဲမှာအတိမိတ်ဆွေတွေမိန်းကလေးတွေနဲ့စကားပြောနေတဲ့အချိန်လမ်းလျှောက်နေတဲ့အချိန်တွေမှာရုတ်တရက်ထောင်မှလာရင်ဘောင်းမီကနေထိုးထိုးထောင်ထောင်နဲ့ရှက်ကိုရှက်ကားဖြစ်ရသလိုအများအမြင်မှလည်းမတင်တော်ပါဘူး ဒီလိုခြေနေမျိုးကိုဖြည့်ရှင်းပေးနိုင်မဲ့နီလာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လိန်တန်ထောင်မခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းအရာတွေကတော့နံပါတ်1အထီးအတွေ့အကြောင်းလိန်စိတ်ထားလာခြင်းနံပါတ်2လိန်ပိုင်းဆိုင်ရာအတွေ့စိတ်ကူးတွေဝင်လာချိန်မှာလိန်စိတ်ထကြွခြင်းနံပါတ်3အိတ်နေချိန်မှာလိန်စိတ်ထလာခြင်းအခြေအနေ၃မျိုးကြောင့်လိန်တန်ထောင်မခြင်းကိုဖြစ်စေနိုင်ပါတယ်။လိန်တန်ထောင်မစီတဲ့တာဝန်ကိုအထိကထမ်းဆောင်နေရတာကတော့ ကျွတ်ကျူချီလုံးလို့ခေါ်တဲ့ကြားပုံမျိုးဖြစ်ပါတယ်။စာတင်ထားမှချိန်မှာအင်တာရဲ့တွေးကြော်လေးကိုတွေးအနေငယ်စီစဉ်လာတယ်။ဒီကနေလိင်စိတ်ဆန္ဒကိုဖြစ်စေတဲ့ဟော်မုန်းတွေထွက်လာမယ်။လိင်တန်ကြော်သားတွေဟာတဖြည်းဖြည်းနဲ့တင်းမာလာပြီးလုံးဝထောင်မတဲ့အခြေအနေကို ရောက်ရှိသွားတာဖြစ်ပါတယ်။အေပျော်နေစင်းမှာဘလို့အတွေ့အိမ်မက်မှမမက်ပဲလိင်တန်ထောင်မတာမျိုးတွေဟာလည်းပုံမှန်အခြေအနေတစ်ခုဖြစ်ပါတယ်။အမျိုးသားတယောက်ညာဖက်အိမ်နေချိန်မှာ ၅ချိန်ထိသူ့အလိုလိုလိမ့်တန်ထောင်မှမှုကိုဖြစ်စေပြီးတစ်ချိန်လင်မိနစ်30ခန့်ကြာမြင့်နိုင်ပါတယ်။လိမ့်တန်ထောင်မှခြင်းကိုဘယ်လိုထိန်းချုပ်ရမလဲ။တကူကြီးအာသာဖြေလို့မရတဲ့အချိန်မှာရုတ်တရက်လိမ့်တန်ထောင်မှလာပြီးဆိုရင်နံပါတ်၁စိတ် ကိုတည်ငြိမ်စွာထားပါ။အယုံရှင်းဆုံးနဲ့အလွယ်ကူဆုံးနီလာမဲ့ဖြစ်ပါတယ်။ကိုကစိတ်ပါလာလို့မဟုတ်ပဲအောက်ကညီလေးကစာနာပြတ်လာပြီးဆိုရင် အကောင်းဆုံးကထိုင်ချလိုက်ပါ။ အသက်ကိုဖြည်းဖြည်းချင်းရှူပြီးစိတ်ကိုတည်ငြိမ်စွာထားပေးရမှာဖြစ်ပါတယ်။အချိန်အနည်းငယ်တွင်မှပြန်ကျသွားပါလိမ့်မယ်။နံပါတ်1တရားထိုင်ပါ။တရားထိုင်ခြင်းဟာစိတ်ကိုတည်ငြိမ်စေပြီးအာရုံစူးစမ်းနိုင်မှုကိုထိန်းချုပ်ပေးလို့ဘလူလားအသက်လင်းစိတ်ထစေတဲ့အတွေးတွေဝင်မလာစေဖို့ကူညီပေးနိုင်မှာဖြစ်ပါတယ်။နံပါတ်2အာရုံပြောင်းစေမဲ့အလုပ်တစ်ခုခုလုပ်ပါ။လင်းစိတ်ကိုဖြစ်စေမဲ့အတွေးတွေဝင်လာပြီးဆိုရင်အကောင်းဆုံးကတော့အလုပ်တစ်ခုထားလုပ်တိုက်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့အတွေးအာရုံလေးကိုအခြားနေရာမှာအာရုံစိုက်လိုက်တာဘုံတော့နဲ့တေချာစဉ်းစားရမယ့်အရာတစ်ခုခုကို လုပ်လိုက်ရင်အဆင်ပြေသွားမှာဖြစ်ပါတယ်။နံပါတ်၄ကိုယ့်ရဲ့အနေအထားကို ပြောင်းလဲပါ။ဥပမာလိန်တန်ရုတ်တရက်ထောင်မလာချိန်မှာမတရက်နေတာဆိုရင်အထဲထက်ထားတဲ့အပြင်ကိုပြင်ထွက်ဝတ်တာဖြစ်စေထိုင်လိုက်တာဖြစ်စေဒနေရာကိုလမ်းထလျှောက်လိုက်တာမျိုးဖြစ်စေပြုလုပ်လို့ရပါတယ်။နံပါတ်၅ရေချိုးပါ။ ရေချိုးလိုက်တဲ့အခါစိတ်ကိုပေါ်ပါလန်းစားသွားစေပြီးကိုခန္ဓာကတင်းမာနေတဲ့ကြွက်သားတွေတောင်ကကိုယ့်ရဲ့ဖောဖက်တော်တင်းမာနေတာကိုပါပြေလျော့သွားစေနိုင်ပါတယ်အကယ်လို့ကိုကအပြင်မှာရောက်နေတာဆိုရင်လည်းလက်စေးလိုက်တာမျိုးမျက်နှာတင်းလိုက်တာမျိုးလို့ရင်အဆင်ပြေနိုင်ပါတယ်နံပါတ်6ရင်သားနဲ့လက်ကျင်ခန်းတစ်ခုခုလုပ်ပါခိုးနာဒီနာလန်းထားလျှောက်တာထန်ထားလုပ်တာဇက်လက်ကျင်ခန်းလုပ်ပြီးတာမျိုးကိုယ့်ရဲ့လိမ့်စိတ်ဆန္ဒကိုထိန်းချုပ်ပြီးလို့ရပါတယ် ျမ်းမာတဲ့လူသားတယောက်အနေနဲ့ဒီနေ့မှအချိန်ပေါင်းများစွာလင်းတန်းထောင်မှတ်တာဟာစိုးရိမ်စရာကိစ္စတခုမဟုတ်ပါဘူးအထက်မှာပြောပြခဲ့တဲ့လီလာ၆ချက်ကိုတေချာလုပ်လိုက်မယ်ဆိုရင်ဘလိုလားအတက်ရှက်စရာအခြေအနေတွေကြုံတွေ့နိုင်စရာမရှိတော့ပါဘူးဒီလိုမှမဟုတ်ပဲ၄နာရီအထက်ကြောင်းထောင်မှတ်မှုကကျမသွားဘူးဆိုရင်တော့နားလည်တက်ကြွနဲ့ဆရာဝန်နဲ့တေချာပြတာပြီကိုယ့်ရဲ့လေရင်ကမှပြဿနာတခုရှိဆက်လက်ပြီးတော့ပြာရည်တံဖျားကတကယ်ပဲဖိုက်ချက်စေသလားဆိုတာလေ့လာကြည့်အောင် ပြားရည်တန်ဖျားနဲ့ဘိုက်ချက်အောင်လုပ်တဲ့နီးဝိတ်ချတဲ့နီးကတော့မိန်ကလေးတွေကြားမှာတော်တော်ရေပန်းစားတဲ့နီလန်တစ်ခုဖြစ်ပါတယ်မိန်ကလေးတဘာဝအတိုင်းအသက်လေးနည်းနည်းကြီးလာလို့ဖြစ်ဖြစ်အစာလေးနည်းနည်းများများစားမိရင်ဖြစ်ဖြစ်ရုံးမှာအထိုင်များတာဖြစ်ဖြစ်ဘိုက်ခေါက်လေးထွက်လာတတ်ပါတယ်လူပရင်တောင်းဘိုက်လေးထွက်နေတတ်ကြပါတယ်မိန်ကလေးတို့ရဲ့သဘောအရလုံချီဝတ်တတ်တဲ့အခါခါလေးတိတ်ပြီးဘိုက်လေးချက်နေမှမိမိကိုယ်ကိုယုံကြည်မှုရှိတာဖြစ်တဲ့အတွက်လူမပရင်တောင်း ဘိုက်ကလေးချက်နေခြင်းတတ်ကြပါတယ်။လေ့ကျင့်ခန်းလုပ်ဖို့ကလည်းအချိန်မပေးနိုင်တာတွေပြင်းတာတွေကြောင့်အလွယ်နည်းဖြစ်တဲ့ဒီလိုပြားရည်နဲ့တံပြားသီးရောတောက်ကြတဲ့နည်းတွေခက်စားလာတာဖြစ်ပါတယ်။တချို့ကတော့တကယ်အကျိုးရှိတယ်လို့ပြောပြီး တချို့ကတော့ဘာမှမထူဘူးလို့ပြောကြပါတယ်။တကယ်အကျိုးတရားမှုရှိမရှိကို သိပ္ပံနည်းကြလေ့လာထားတာတွေတင်ဆက်ပေးခြင်းပါတယ်။တံပြားပြားရည်ဟာ အစာခြေဖြတ်မှုစနစ်ကိုကောင်းစေပါတယ်။ အစီလောင်ကျွမ်းမှုကိုလည်းအထောက်အကူဖြစ်စေပါတယ်။ရေဓာတ်လည်းပြေဝပါတယ်။ဗီတာမင်စီလည်းရရှိစေပါတယ်။တံပြာတိရောပြားရည်ရောဟာတကယ်ကိုကောင်းမွန်တဲ့သဘာဝအစားအစာတွေပဲဖြစ်တာကြောင့်အကျန်းဖြင့်ပြောရရင်တောက်လို့ရပါတယ်။ဒါပေမဲ့ဒီတံပြာပြားရည်တစ်ခုထဲနဲ့တော့ဝိလည်းရရှိကြပြီးထိန်းထားနိုင်ဖို့ခက်ပါလိမ့်မယ်။ကိုအလေးချိန်ကိုရှော့ချတဲ့နေရာမှာမှန်ကန်တဲ့အစားအစာတွေပြင် ကျမ်းမာသောလူမှုနေထိုင်မှုစနစ်နဲ့ပုံမှန်ကိုယ်လက်လေ့ကျင့်ကလိုအပ်ပါတယ်။ပိုက်ချက်ဖို့ဆိုရင်လည်းအစီကျတာအပြင်ဝမ်းပိုက်ကျွတ်သားတွေတမ်းမအောင်လေ့ကျင့်ခန်းလိုပါသေးတယ်။မဟုတ်ရင်ကျသွားတဲ့ခဏပဲဖြစ်ပြီးပြန်တက်လာနိုင်ပါတယ်။ပြားရည်တံပြားအာကိုနဲ့အစာအသောက်ကို မစင်မချင်းစားမယ်ဆိုရင်လည်းအကျိုးမရှိပါဘူး။ဒီပြားရည်တံပြားကတကယ်တော့မှန်ကန်တဲ့ဝိချာနီကိုအနှဲငယ်ထောက်ပံ့ပေးတဲ့အရာလေးတစ်ခုသားဖြစ်ပါတယ်။ဒါကိုပဲအာကိုတင်တာမဟုတ်ပါဘူး။ ီတနည်းနဲ့ပဲဆိုရေရှည်မှာအဆင်မပြေနိုင်တဲ့အတွက်လကုအခြေအနေကိုပြန်ရရောက်သွားတတ်ပါတယ်ဒီလိုအရင်မျိုးစုံတောင်ပြီးဝေချတာတွေဘက်ချက်အောင် လုပ်တာတွေခဏခဏတွေ့ရပါတယ်တိတ်ပန်ဒီကြလိလာထားတဲ့ guideline တွေကမှန်ကန်တဲ့စားတောက်မှုလက်ကျင်ခန်းနဲ့လူနေမှုပုံစံကိုပဲလှုပ်ဆောင်ကြဖို့နှံ့ညွန့်ထားပါတယ်ဒါကြောင့်နီလာမာနာကိုညွှန်ပြရမယ်ဆိုရင်တော့ပြည်ရည်တံပြကိုပဲအာကိုပြီးမနေတဲ့ကြောင့်တရင်ကောင်းဆက်လက်ပြီးတော့ ချောကလက်ရဲ့ကောင်းကျိုးလေးတွေကိုတင်ဆက်ပေးခြင်းပါတယ်ချောကလက်စားပါချောကလက်ကိုမှခြုံရဲနေတာမျိုးမဟုတ်ပဲအခါပါတဲ့ချောကလက်မျိုးရေးစားတင်ပါတယ်စိတ်ဖြစ်စည်းမှုတွေခံစားရတဲ့အခါအုန်းနောက်ရဲ့ဂလင်းတွေကနေကော်တီဇွန်နဲ့ကက်တီကိုလမင်းဆိုတဲ့စိတ်ဖြစ်စည်းမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေထွက်ပါတယ်ချောကလက်မှာပါဝင်တဲ့ကိုကိုဒက်ကအဲ့ဒီဟော်မုန်းတွေကိုညော့ကျစေပါတယ်ဒါအပြင် ချောကလက်မှာ flavonoid လို့တက်တိုးဆန့်ကျင်ဂုဏ်တက်တီတွေပါဝင်တာမို့ခန္ဓာကိုယ်ကဆဲလ်တွေရဲ့အိုမင်းဟိယော်ခြင်းနဲ့ရောင်ရမ်းခြင်းတွေကိုလည်းတားဆီးပေးပါတယ်။ချိုကလက်ဟာအင်ဆူလင်ဟော်မုန်းရဲ့လုပ်ငန်းတွေကိုလည်းအားကောင်းစေပြီးသွေးပောင်ချိန်နဲ့ကြာစေပါတယ်။စိတ်ခံစားမှုကိုလည်းပိုကောင်းစေပါတယ်။ဒီအချက်တွေနဲ့တင် ချိုကလက်ခါခါလေးတစ်ခုကို စားဖို့စားပြီးတဲ့နဲ့အစားအစာတစ်ခုဖြစ်နေပြီနော်။ ကိုယ့်ရဲ့အပေါင်းအသင်းတငယ်ချင်းမိတ်ဆွေတွေထဲမှာစိတ်ဖိစီးမှုခံစားနေရတဲ့သူရှိရင်ချောကလက်လေးစားကြည့်ဖို့အကြံပေးလိုက်ကြပါ